ဗဟိုဘဏ်က၄ရက်အတွင်းဒေါ်လာလဲနှုန်း၈ကျပ်အထိဇက်တိုက်တိုးလာပြီးနောက်ပြည်ပစည်းကွက်မှာစက်တင်ဘာလ18ရက်နေ့ကဒေါ်လာကို7300အထိမြင့်တက်လာပါတယ်။စက်တင်ဘာ18ရက်နိုင်ငံသားငွေကြေးလေလံမှာဗဟိုဘဏ်ကဒေါ်လာကို1192ကျပ်သတ်မှတ်လိုက်ပြီးပုဂ္ဂလိကဘဏ်တွေကို American Dollar 4သိန်းမှုထုတ်ရောင်းခဲ့ပါတယ်။ဗဟိုဘဏ်ကနေတိုင်းမှာဈေးတိုးသတ်မှတ်နေသလိုပြည်ပစည်းကွက်မှာလည်းဒေါ်လာကို7300ရောက်တဲ့အထိမြင့်တက်လာခဲ့ပါတယ်။ ဗဟိုဘဏ်ကအခုအပတ်အတွက်စက်တင်ဘာ14ရက်နေ့မှာဒေါ်လာကို1284ကျပ်စက်တင်ဘာ15ရက်နေ့မှာ1286ကျပ်စက်တင်ဘာ16ရက်နေ့မှာဒေါ်လာကို1289ကျပ်စက်တင်ဘာလ18ရက်နေ့မှာတော့1292ကျပ်အထိတိုးမြင့်သတ်မှတ်နေတာပါဗဟိုဘဏ်ကပြီးခဲ့တဲ့၄ရက်အတွင်း၈ကျပ်တိုးပြီးသတ်မှတ်ခဲ့ပါတယ် ဒီလိုတိုးမြင့်သတ်မှတ်လို့ပြင်ပငွေလဲနှုန်းမှာလဲဒေါ်လာလဲနှုန်းဟာဗဟိုဘဏ်ရဲ့သတ်မှတ်ငွေလဲနှုန်းတိုးမြင့်သတ်မှတ်လိုက်တာနဲ့အတူလိုက်ပါမြင့်တက်လာခဲ့ပါတယ်။အခုလိုဒေါ်လာငွေလဲနှုန်းတိုးမြင့်လာမှုအပေါ်ကမ်ဘောဇာဘဏ်ကအကြီးအကျယ်အကြံပေးဖြစ်သူဦးတန်းလွင်ကအခုလိုပြောပါတယ်။အခုရှိတာဒေါ်လာ supply နေသွားတော့လား။ဟောဒါမှမဟုတ်လေဟိုဒီဒေါ်လာဈေးကိုတက်ကြတော့ဆိုတော့ဒါလည်းရှိသေးတာတစ်ဖက်လုံးပေါ့နော်။အဲ့ဒါလည်းပါတော့ပေါ့။အဲ့တော့အခုကမြန်မာကဒီ export က နေသွားတော့ export ရုစီကနေသွားတော့ supply နေသွားလို့လည်းတမတက်လာလို့လည်းဖြစ်ဖြစ်မှာပါတော့เนาะဒါတော့ supply တပါမဲ့မတက်နိုင်ဘူးလေဟုတ်ဒါ market economy ကဒီတိုင်းပဲခုရှိတာကတော့ဟိုတကယ်လို့ပိုပါနာခမေကြထုတ်ရောက်ပေးနိုင်တော့ဒါအလိုလိုတဲ့သူစိတ်ကထိတ်နေတာဖြစ်ပြင်ပဈေးကွက်မှာဒေါ်လာလဲနှုန်းဟာစက်တင်ဘာလ14ရက်နေ့ကဒေါ်လာကို1292ကျပ်ဝင်းကျင်စက်တင်ဘာ15ရက်နေ့မှာ ဒေါ်လာကို1293ကျပ်ဝင်ခြင်းရနေ16ရက်နေ့မှာတော့1295ကျပ်အထိမြင့်တက်နေခဲ့ပါတယ်။စက်တင်ဘာလ18ရက်နေ့မှာတော့ပြင်ပဈေးကွက်မှာဒေါ်လာကို7300အထိ ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။တည်ရင်းပုဂ္ဂလိကဘဏ်တွေရဲ့ငွေလဲကောင်တာတွေမှာတော့စက်တင်ဘာလ18ရက်နေ့ဈေးနှုန်းဟာဒေါ်လာကိုရောင်းစေး1302ကျပ်ဝင်ခြင်းနဲ့ဝယ်စေး1294ကျပ်ဝင်ခြင်းရှိခဲ့ပါတယ်။